ချင်းပြည်နယ်ဖားကန့်မြို့ကိုရောက်ရှိလာတဲ့တမ33တမမှုကဖားကန့်ကြောင်ဝိုင်းတွင်တနက်ပြဖောက်မှုတွေပြုလုပ်ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။တမ33တမမှုဟာပြီးခဲ့တဲ့အောက်တိုဘာ20ရက်မနက်ပိုင်းမှာဖားကန့်မြို့ကို MI17 ရဟတ်ရင်နဲ့ရောက်ရှိလာတာပါ။တမ33နဲ့တက်ချိုးပြောင်းလဲလုပ်လိုက်တယ်။တိုက်ခိုက်ရေးတမကြီးကိုပြောင်းနယ်လို့သတင်းထွက်လာပေမဲ့နောက်တန်းကိုတရင်နှင်းလောက်သာပြန်ရောက်တယ်လို့ကြားရတယ်။ ဆိုင်းတောင်နဲ့လုံခင်းဘက်မှာလည်းစစ်ဆိုင်နေတာရှိတော့တက်မ33ကိုအင်အားထပ်ဖြည့်တယ်လို့လည်းကြားပါတယ်လို့စစ်ရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်အဲ့ဒီတက်မမူဟာဖားကန်ကိုရောက်ရှိလာပြီးညပိုင်းမှာဖားကန်မြို့ရှိမော်စီစာကျောင်းဝိုင်းနဲ့လုံခင်းကျောင်းဝိုင်းတွင်းကိုတနက်ပြစ်ဖောက်ပြီးရုံရင်းဆန်ခတ်ဖြစ်စေဖို့ပြုလုပ်ခဲ့တယ်လို့သိရပါရယ်အဲ့လိုတက်မမှုမရောက်ခင်အောက်တိုဘာ22ရက်နေ့ကဖားကန်ရှိကချင်လွတ်လပ်ရေးတပ်မတော် KIA တရင်6နဲ့မြေကို ်ဘုံလုံးရေ30ကြော်ကျဲချတိုက်ခိုက်ခဲ့ပြီး20နှစ်နှစ်မနက်ပိုင်းမှာလည်းဘုံလုံးရေ30ကြော်ထပ်မံကျဲချခဲ့ပါတယ်စစ်ကောင်မရှင်ဟာဖားကန်းကနေတမ33လောက်ခန့်တက်ချို့ကိုမန္တလေးနဲ့စကိုင်းဘက်ကိုပြန်လည်ခေါ်ယူလိုက်ပြီးခလာရ၄နှစ်ခမရ၁နှစ်ခမရ၁၁ခမရ၁၃တို့ကိုရိခာလက်နက်ခဲယမ်းတွေနဲ့အတူဖားကန့်ကိုအင်အားဖြည့်တင်းခဲ့တယ်လို့သိရပါဗျ။